ဆရာမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျဆရာရဲ့ကြပြာစာအုပ်လေးထွက်တယ်ကြားလို့ကျွန်တော်တို့အသုံးလောကမီဒီယာနေပြီးတော့ဆရာကိုလာရောက်အင်တာဗျူးခြင်းဖြစ်ပါတယ်အဲ့ဒါဆရာအချိန်နှင်းငယ်ခွင့်ပြုပေးရခင်ဗျာဟုတ်ကဲ့ခွင့်ပြုပေးပါတယ်ကျွန်တော်အခုဒီကျွန်တော်နေထိုင်တဲ့နေရာကိုပဲလေတကူးရက်ခအခုတို့လာပြီးတော့အင်တာဗျူးပေးတဲ့အတွက်ကျွန်တော်အနေနဲ့လည်းအများကြီးကျေးဇူးတင်ပါတယ်ဗျဟုတ်ကဲ့ကျေးဇူးပါအဲ့တော့ကျွန်တော်အင်တာဗျူးလေးစလိုက်ပါမယ်ဆရာဒီစာပေလောကတဲ့ဦးပေါ့နော် ဟောဘယ်နှခုလင်းကောင်ကစပြီးတော့ဝင်ရောက်ခဲ့တာလဲပေါ့နော်အဲ့ဒီအကြောင်းအရာလေးပထမဆုံးသိကြပါလေခင်ဗျာကျွန်တော်ဒီစာပြေလောကကိုဒီကပြာနဲ့ပဲပတ်သက်ပြီးတော့2000ခုနှစ်ဇူလိုင်လထုတ်မှုကင်းဆုံးမဂ္ဂဇင်းမှာအဲအဲ့တော့ဆရာဘတ်သွေတကယ်အဲနမဟေဟန်ကောင်းကောင်းနဲ့အောင်မြင်နေစေမှုကင်းဆုံးမဂ္ဂဇင်းမှာကပြာလေးတစ်ပုဒ်နဲ့အယောင်မပြန်ချင်းဆိုတဲ့ကပြာလေးတစ်ပုဒ်နဲ့စပြီးဝင်ရောက်ခဲ့ပါလေဟုတ်အဲ့ဒါဆိုရင်အခု ဟွာနှစ်ပေါင်းအစိတ်လောက်ဖြစ်နေပြီပေါ့နော်အာဒီ25နှစ်အတွင်းမှာဒီကြပြားတွေပဲရေးရလားတခြားဘယ်လိုစောင်းမတွေဘယ်လိုဝိထုတွေရေးပြီးတော့ဘယ်လိုနေရာတွေမှာများရေးပါသေးလဲခင်ဗျာဒီကြပြားလေးနဲ့ပဲအစပြုပြီးတော့ကျွန်တော်ဒါစာပေလောကကိုစပြီးတော့ခြေချတယ်အမြေဆန်းခရမ်းပြူဝင်ရောက်ခဲ့ပြီးတော့နောက်ပိုင်းမှာအဲ့ကြပြားနဲ့တချို့သောကဏ္ဍတွေမှာနည်းနည်းတော့ပါဝင်ခွင့် နှောက်နှေးလာတဲ့အတွက်ကြောင့်အခြားဝတ္ထုဆောင်ပါအစားရှိသဖြင့်ပေါ့လေဒါလေးဆက်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 ပြီးစူးစမ်းရေးဖြစ်တယ်။တဖြည်းဖြည်းနဲ့အခုဆိုလို့ရှိရင်ပေါ့လေဒီ2025ခုနှစ်မတိုင်ခင်လောက်အထိကိုအဲအပိုး300ကျော်လောက်တော့ပေါ့နော်ကျွန်တော်အားလုံးရေးဖြစ်ခဲ့ပါပြီ။အဲ့ဒါမှဝတ္ထုဒီလည်းတော်တော်ရေးဖြစ်ခဲ့တယ်။အဲ့ဝတ္ထုတူလေးတွေမှမှတကကျွန်တော်နိုင်ငံတော်ဆင်စာပေစုတွေအပါအဝင်အလုံးစာပေစုလည်း16စုပေါ့နော်ကျွန်တော်ဒါစခုရရှိခဲ့ပါတယ်။ ဒါခဲ့ဝိထုတွေနဲ့ပတ်သက်ပြီးတော့များပါတယ်။နောက်အဲ့ဒီကြပြာဝိထုတွေအပြင်ကိုထပ်ပြီးတော့ပေါ့လေကျွန်တော်ဒါတဆင့်တိုးပြီးတော့ဟိုထပ်စ조사ဖို့ဒီအနုပညာလောကကိုနောက်ထပ်ချီလှမ်းထပ်ပြင်းတဲ့အနေနဲ့မြန်မာနိုင်ငံရုပ်ရှင်အစီအယုံရဲ့2013ခုနှစ်ဇလန်းစညောသင်တန်းမှာအဲကျွန်တော်သွားပြီးတော့ပါဝင်တက်ရောက်ခဲ့ပါတယ်အဲတော့သင်တန်းကာလ3လဒါတက်ရောက်ပြီးတဲ့အချိန်မှာကျွန်တော်ရုပ်ရှင်အဲဗီဒီယို ဇညွန်းတွေကျော်တေးသချင်းဇညွန်းတွေနောက်ရုပ်ရှင်ဇညွန်းတွေအရတော့ဒီဆရာဥက္ကိုလေးတို့နောက်ဆရာမြင်းဦးမြင့်တို့တွဲဖက်ပြီးတော့ဝိုင်းဝန်းကိုကြီးရေးသားတာပေါ့နော်ကျော်အဲ့လိုထိစူးစားခဲ့ပါလေဟုတ်ကဲ့အဲ့တော့ဆရာကစာရီလေးရေးလာတာနေ့25နှစ်လောက်ကျော်လာပြီဆိုတော့ဟိုရေးခဲ့တဲ့နေရာလေးတွေပေါ့နော်ဟိုဆရာတတိယလောက်ပေါ့ဟိုမှာဘယ်လိုဂျာနယ်ဘယ်လိုမဂဇင်းတွေပေါ့နော်အားလေးတစ်ချက်ပြောပြပေးပါဦး မဂဇင်းတွေအနေနဲ့ကတော့ဒီဒီမူကင်းတိုင်းကကျွန်တော်စပြီးတော့ပထမဆုံးအခြေပြုကိုရောက်ခဲ့တော့ပုံကင်းဆိုမဂဇင်းနောက်ဒီရန်ကုန်တိုင်းမူကင်းတက်ဖွဲ့မှုရုံကထုတ်တဲ့တကယ်ဖြစ်ရဲ့မူကင်းမဂဇင်းမူကင်းအမြင်မဂဇင်းအဲအဲ့နောက်ပိုင်းကျတော့ကျွန်တော်တို့ဒါဂမ်ဘီယာစာပေလေးနဲ့တခေတ်ဆန်းပြလာတဲ့အတွက်ကြောင့်ဒီမူကင်းတွေနည်းနည်းတော့တော့အဲနည်းနည်းဟိုသူတို့ရဲ့လှူရှားခွင့်အခန်းကဏ္ဍကျနေတဲ့အနေငယ်ကျင်းလာတာတွေ့တော့ဘာတွေကျပြန့်လဲဆိုတော့ ဒီကမ်ဘီယာလိုင်းတွေပေါ့နော်အကမ်ဘီယာလိုင်းနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့ကိုရေးသားနေတဲ့စာပေအရှိန်လေးဆက်ပြီးစီစဉ်မှုရောကမ်ဘီယာဖြစ်ဖြစ်ဟာသာဖြစ်ဖြစ်အဲဟိုမှုကင်းနဲ့ပတ်သက်တဲ့အရာပဲဖြစ်ဖြစ်ပေါ့လေအကိုအများနဲ့ရေးဖြစ်နေအောင်ဆိုပြီးတော့နခရယုံကြည်မဂ္ဂဇင်းနောက်ဒီသူရိစာမဂ္ဂဇင်းနောက်သူရိစာပဲထုတ်တဲ့တိတ်တိမူမောဒရာအစရှိတဲ့ဖြစ်ပေါ့နော်အဲ့မဂ္ဂဇင်းတွေ နောက်ဒီဆရာမောင်ညိုကြီးပန်းတော်တို့ဆရာကိုကိုလှကမာမီတို့သူတို့သူတို့တွေဥဆော်ပြီးတော့ဒီဒီတာဝန်ခံအက်ဒီတာအက်ဒီတာချုပ်ဖြစ်လောက်ကညာဂမ်ဘီယာစန်းကျဲနောက်ဒီ33လမ်းမှာကျွန်တော်တို့ဒီစာပေလေးထန်ကုန်းဘက်မှာ လမ်းမှာပဲဒီအကျွမ်းတဝင်ရှိနေတယ်အဲဆရာဒီဒီနီကွန်ကိုင်းတဲ့ဂမ်ဘီယာမဂဇင်းအစားရှိတဲ့ဘေးမှာတော့ဂမ်ဘီယာတွေမှာတော့တော်တော်လေးကိုဆက်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 ပြီးရေးသားဖြစ်ခဲ့ပါတယ် အဲ့ဒီနောက်ပိုင်းကျတော့မှသာလေရုပ်ရှင်ပူဒီကိုဖတ်ကူတော့ဟိုဘက်34လမ်း35လမ်း36လမ်းဖတ်ပြီးဆက်ပြီးအဲရုပ်ရှင်ဗီဒီယိုဇာညွန့်တွေဆက်ပြီးလောက်ကိုက်ဖြစ်ခဲ့တာဗောလေဟုတ်ကဲ့အဲ့တော့ဆရာရဲ့ဒီစာအုပ်ကလေးကကဗျာစာအုပ်လေးကရွှေရောင်လွှမ်းသောရွှေတုကဗျာများဗောဒီစာအုပ်ကလေးစတင်ရေးပြခဲ့ပုံလေးဗောနော်အဲ့လေးပြောပြပြပေါ့ဆရာဒီစာအုပ်ကလေးပထမတော့ကျွန်တော်ဒါကဗျာနဲ့ပတ်သက်ပြီးဒီနေပဲစဝင်ရောက်ခဲ့ပြီးမြဲ့ နောက်ပိုင်းကျွန်တော်ကဗျာကိုမြေတော်ဖြစ်သွားတယ်တိတ်မရေဖြစ်တော်တော်ဖြစ်တယ်ဒီရုပ်ရှင်ဗီဒီယိုဇညွန်းတွေဘက်ကိုသွားဖို့ဟာဝတ္ထုတို့ဝတ္ထုရှိဒါတွေနဲ့အခြေခံပြီးတော့ကျွန်တော်တို့သွားကြရတာဟုတ်သွားတဲ့အခါကျတော့ဒီဇလန်းလေးတွေဘက်ကိုပဲကူးပြောင်းသွားပြီးတော့ကဗျာဆိုတာနဲ့အဲဆမျက်နာချင်းချင်းပဲရတယ်စကလုံးချစ်ချစ်နဲ့အတိတ်ပဲရှိရှိသူတို့ရေးရတဲ့အပိုင်းကိုကျွန်တော် ဘာဟိုနောက်ပိုင်းသိမရေးဖြစ်တော့ဘူးပေါ့လေကျေကျေကျေဝန်းရေးရတယ်ဝတ္ထုဆညွန်လိုက်ဖို့သွားတော့ဒီဥစ္စာတွေဘက်မှာကျွန်တော်သွားတော့အဖြည်းဖြည်းဖြည်းနဲ့ကျွန်တော်အသက်90ရဲ့ဒါရွှေတုမွေးနေ့ကိုရောက်လာတယ်ရောက်တဲ့အခါကျတော့ဟာဒီခုချိန်မှာအဖြစ်ချင်းတော့တိုက်တိုက်ဆိုင်ဆိုင်ပေါ့နော်ဒီမန်လေးစကိုင်းဒီဒီပတ်ဒီမငလင်းလေးဖြစ်ကြတော့ဒီကိုမွေးနေ့ဒီရွှေတု290ပြည့်တဲ့မွေးနေ့နဲ့ဒီလို့ အော်တချို့ဒီမြန်မာနိုင်ငံနဲ့အဝမ်းမှာဆင်းဆင်းရဲမှုတွေအများကြီးဖြစ်ကြရတဲ့တည်ကြီးပျက်စီးဆုံးရှုံးကြတဲ့အခြေအနေမျိုးမှာကိုကတခြားဘူရကလူပျော်ရွှင်နေတဲ့မွေးနေ့အတွက်ပျော်ရွှင်နေတဲ့အခြေအနေမျိုးလည်းဖြစ်ကြတော့မှတ်တရတည်တည်ငြိမ်ငြိမ်လေးပဲဒီကဲကိုရဲ့ဒီစာပေဖြတ်သန်းမှုကလည်းတိုက်တိုက်ဆန်ဆန်ကျွန်တော်2000ခုနှစ်မှာစာပြီးတော့ဒီဒီစာပေနယ်ပယ်ကိုစရောက်တော့ဒီအချိန်မှာပဲကျွန်တော်25နှစ်ငွေရတုတစ်ခုထပ်ပြီးတော့ ပြေးခဲ့ရသလိုအဲအသက်ရွယ်အဖြစ်လဲရွှေရတုထပ်ပြီးဆုံးခဲ့ရတော့ရတုနှစ်ခုပေါ့လေဒီလိုတိုက်တိုက်ဆိုင်ဆိုင်ဆုံးခဲ့ရတဲ့ဟာလေးမှာကဲဟုတ်ပြီကိုရဲ့ငယ်ချေဦးပေါ့နော်ငယ်ချေဦးဖြစ်တဲ့ဒီကြပြားလေးတွေနဲ့နောက်ဂျားထဲမှာသေချာကြီးကိုမရေးဖြစ်ခဲ့ပြီမဲ့အဲအစင်ပြေသလိုဒီကျွန်တော်ရဲ့ဒီခရမ်းသစ်လူဆိုတော့ Facebook အကောင့်အနေအစင်သင်သလို့ အဲ့လိုမျိုးလေးကျွန်တော်ရေးဝါးတဲ့ကဗျာလေးပြန်စုလိုက်တော့အများကြီးရှိတယ်ပြောရရင်ဆိုအဲ့ဆက်မကရှိတယ်ဒါပေမဲ့အားလုံးအပုတ်80တိတိကိုစုပြီးတော့ဒီယတုနှစ်ခုအထည်မှတ်ပေါ့နော်ကျွန်တော်ရွှေယတုအဲသက်ရွယ်ဘူးနေ့တစ်ခုရယ်အဲစာရေးသက်25နှစ်ငွေတုအထည်မှတ်သူတစ်ခုရယ်ယတုနှစ်ခုကိုတိုက်ဆိုင်ပြီးတော့ကဲထည်မှတ်ရာလေးကိုအဲ ဟိုမှတ်တိုင်လေးတစ်ခုပေါ့နော် site တူဖြစ်ဖို့စူးစမ်းရနေတော့ကိုယ့်ရဲ့ရေးဖြစ်ခဲ့တဲ့ကြပြားလေးတွေကိုယ့်စာဖတ်ပရိသတ်ဒီစီကို အမှတ်တရတစုတစည်းတဲ့ရောက်ဖြစ်နိုင်အောင်ဆိုပြီးတော့ဒီအထိတ်မှတ်လေးနဲ့လုပ်ဖြစ်ခဲ့တာပေါ့ဗျဟုတ်အဲ့တော့ဟိုဟာဆရာဒီစာအုပ်ကလေးအပြင်ဟိုဟာတခြားပေါ့ဟိုစာအုပ်တွေတက်ထွက်တာလေးရှိလာပါဘောနော်ဟိုအရင်2023ခုနှစ်ပေါ့နော်ကျွန်တော်ရွှေရှင်အစည်းအရုံးရဲ့ဇညွန့်တင်နေစင်ပြီးတဲ့အချိန်မှာ အရာဝညှိသည့်အလင်းနဲ့အခြားဝတ္ထုတွေများဆိုပြီးတော့ကျွန်တော်ဝတ္ထုတို့ဘောင်းချုပ်တအုပ်အဲ့ချိန်မှာထွက်ခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲအဲရုပ်ရှင်အစီအရဇညွတ်တင်တဲ့ဆင်းပြီးကာစားအချိန်ရဲ့နာမည်အချိန်လေးရတာနဲ့ကျွန်စာအိစာဟုတ်ကပထမဆုံးဒီဒီပွဲဥတဲ့စာပေးနယ်ပယ်ကိုအလုံးလိုက်ဖြန့်ချီခဲ့ပြီးမဲ့အဲအရင်တာတာတော့ရပြီးတော့ကျွန်တော်အဲဟိုဘာပြောပြောဟိုမြန်မာပန်းပွင့်တယ်လို့ပြောရတော့တဲ့အချိန်လေးတစ်ခုရောက်တယ်ပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ ီစာအုပ်ကလေးကအခု line ပေါ်မှာလည်းပြန့်နေရေပေါ့နော် line ပေါ်မှာလည်းပြန့်နေ online media မှာလည်းပြန့်နေတယ်ပြန့်နေတော့ကြာဒီစာအုပ်ကိုဖတ်တဲ့စာဖတ်ပိတ်သက်တွေပေါ့နော်ဟုတ်ကဲ့ဟိုဘလို့အမှားစကားလေးများအပြောကျင်လေးပေါ့နော်အမှားစကားဆိုရတဲ့ပေါ့လေအမှတ်တရပေါ့နော်ဒါကျွန်တော်ဘဝရဲ့ရတူးနှစ်ခုဆိုင်တဲ့အမှတ်တရတစ်ခုအဖြစ်ကျွန်တော်ထုတ်ခဲ့တဲ့အထိမဲ့စာအုပ်လေးတစ်ခုဖြစ်သည့်အတွက် အဲဟိုတော့တချို့တလီပေါ့လေကျွန်တော်ဒီဟိုစဆရာပါပြောဒီဒီကြပြားလေးရရန်ကောင်းနဲ့ဖတ်လွင်တူရှည်လေးနဲ့ထိထိမိမိရှိတယ်အဲတဆုတစည်းတဲ့တလုံးတစ်ခဲတဲ့ဖြစ်အောင်စာအုပ်လေးထုတ်ပါလားလူပြောခဲ့ကြတယ်ကျွန်တော်ရဲ့ပရိသတ်တွေအတွက်တဆုတစည်းတဲ့သူတို့ကိုကျွန်တော်တင်ဆက်ပေးနိုင်ခဲ့ပြီ ဖြစ်တဲ့အတွက်အဲကျွန်တော်ဘာပြောဝမ်းသာကျေးဇူးတင်ရပါတယ်အဲ့ဒီမှာမှတ်မှတ်ရရကတော့လေအဲကျွန်တော်နဲ့အဲ ဒီလောကပေါ့နော်ဒီလောကဆိုစာပေနယ်ပယ်နဲ့ခြားတဲ့လက်ရှိကျွန်တော်လုပ်ကံနေတဲ့ပဲဆန်လောကရဲ့ညီရင်အကိုလိုချဲ့ရတဲ့ခင်မင်းရတဲ့ညီတယောက်ကနေကိုကြီးကိုကြီးဒီမွေးနေ့အချိန်မဲ့ဖြစ်စောက်ထုတ်တော့ဗျာသူတချိန်ကပြောခဲ့တယ်လွန်ခဲ့တဲ့3-4နှစ်လောက်ကဆိုလို့ရှိရင်သူပြောပြောလို့ချင်းကျွန်တော်အုတ်တထောင်ရရင်ဒီလို quality မျိုးပဲ9-8သိန်းလောက်ဆိုတော်တော်လှတာပါပါရတယ် ဒါပေမဲ့အခုအချိန်အဲ့ဒီအချိန်မှာတော့ကဗျာလည်းသိအားမရနိုင်သေးမပြည့်နိုင်သေးဘူးပေါ့လေအဲအခုအချိန်မှာတဲတဲဆန်ဆန်ဒီလိုမျိုးပြည့်သွားတဲ့အချိန်ရဲ့အကိုရဲ့ရွှေထုမူနေတိုက်ဆိုင်တဲ့အချိန်ရဲ့မှာတော့ညီလေးရဲ့အဲ့လိုမင်းပြောခဲ့ဘူးတဲ့အစီအစဉ်လေးခေါင်းထဲပေါ်ကြရအောင်အခုဘလောက်ဘလို့ကိုညီနိုင်မလဲပေါ့ဆိုတော့ဝေးထုတ်ပြတဲ့ကျွန်တော်အမှတ်တရအနေနဲ့အခုဟိုးတုံးလေးကကျွန်တော်ထုတ်စီခြင်းခဲ့တာအခုအဲ့လိုထုတ်မယ်ဆိုရင်အဲ့ဒီရဲ့ ဆောက်ဖို့ကုန်ကြတော့မယ်စီကိုကျွန်တော်ပညာပါရမီဖြည့်ပြစီဆိုရဲအဲ့ဒီညီလေးတယောက်ရဲ့ကျေးဇူးကြောင့်ဒီဒီဆောက်ကလေးလာပါပါနဲ့အခုလိုတသက်ရရထွက်ပေါ်လာတယ်လို့လည်းပြောလို့ရပါတယ်အဲ့ဒီအတွက်ကြောင့်အဲ့ဒီညီလေးကတော့ဒီလိုင်းသားဟိုရွှေပြည်သားစမှုဆောင်နေ့အမှတ်89ကလေးကုမ္ပဏီလီမိတက်ကကိုမင်းအောင်ပေါ့နော်အဲကျွန်တော်ညီလေးကိုချေရတဲ့ အဲ့တယောက်ရဲ့အကျေးဇူးကြောင့်ဒီစာအုပ်လေးပေါ်လာတယ်ဆိုပုံမှန်ပါအဲ့ဒါအမှတ်တရပါဟုတ်အာညီကုန်းချုပ်အနေနဲ့ပေါ့နော်ဒီစာအုပ်ကလေးကကျွန်တော်သုံးလောကမီဒီယာနေပြီးတော့လဲဟိုပြန်ပြီးတော့ပေါ်ပြပေးမှာဖြစ်တဲ့အတွက်သုံးလောကဂျာနယ်ကိုသုံးလောကမီဒီယာစာဖတ်ပိတ်သက်တွေရောအစီအအနေနဲ့နော်အဘများဟိုပြောချင်ပါသေးရဲ့อืมသုံးလောကကတော့နောက်ပိုင်းပေါ့နော်သုံးလောကနဲ့ပတ်သက်ပြီးတော့ပြောစရာနည်းနည်းတော့ရှိတာအခုလိုလာပြီးတော့ကို့ ညီကိုလိုချစ်ခင်ရတဲ့ဒီဆရာရမို့ော်ဒီဒီသုံးလောက်ကမကစင်အဲဒီဒီဂျာနယ်ပဲ့ကန်ရှင်ပေါ့နော်။နောက်ဒီမီဒီယာပိုင်းတော့အဲထားတဲ့လိုကြည့်ပူတာလေးရှိတယ်။အဲ့ဒီလိုပဲ့ကန်ရှင်တယောက်ရဲ့အရှိမဒီဒီစာပေနဲ့ပတ်သက်ပြီးအများကြီးစိုက်ထုတ်အနေနာခံလုပ်တယ်။ဒီပုံမှာလဲစာပေနဲ့ပတ်သက်ပြီးဇွဲနဲ့ပဲကြည့်တယ်သူများတွေအများကြီးပြိုလဲသွားကြတဲ့အချိန်မှာ အဲဒါလည်းခုနပြောသလိုပေါ့လေကိုညီလေးလိုချစ်ရတဲ့လူတယောက်အဲ့ဒီလူတယောက်ရဲ့အဆုံးရှုံးနေတာခံပြီးတော့စားပြီးပေါ်ဆွဲနေပဲရှိရှိလောက်ကဲနေခဲ့ပေါ့အပိကေစနေပြအခမ်းအနားတွေပါလုပ်သွားတယ်ပါတွေ့ရတယ်ဖိတ်ကြတယ်ဒါပေမဲ့တကယ်အဲကိုအနေနဲ့ကလေအလုပ်တော်တော်များတော့မလာဖြစ်နိုင်ကြတာအဲ့ဒါကိုလေဒီနေရာကနေပြီးတော့အဲညီလူချစ်ရတဲ့ဆရာရမိုးကိုလေဒါဒီနေရာလေးရတယ်တောင်းပန်ပါတယ်နောက်ဒီ ကျွန်တော်တော့ဗျလူတွေအများကြီးစားတယ်သိမရေးဖြစ်ခဲ့တဲ့အခြေအနေမှာအဲဒီသုံးတော့ကအတွက်ဘာမတရားတကူတွေကစာမှုလေးတွေတောင်းနေဝိထုကပြားလေးတွေပေါ့ဒါမှနောက်ပိုင်းဆိုကပြားတော့သိမရေးဖြစ်တော့ပေါ့ဒီဝိထုလေးတွေတောင်းနေထည့်ပြီးတယ်ပြီးရင်အစင်တစိုက်ဟာအကိုရေးဦးနော်ဒီတပတ်ပြီးသွားရင် နောက်တစ်ပတ်အတွက်အကိုဆက်ရေးဦးနော်အမြဲတမ်းပြန်ပြီးစာရေးဖြစ်အောင်အဲတောင်းဆိုပြီးတဲ့ တဲ့အတွက်လည်းအရန်ကျေးဇူးတင်ပါတယ်အဲ့တော့သုံးလောကဒီလိုဇွဲနှပဲနဲ့ဆက်ပြီးတော့ခြေတက်ပြီးနောက်အခြေအနေတစ်ခုတိုင်တဲ့အချိန်မှာအဲတကယ်စာပေလောကတည်တည်ချာချာပြန်ပြီးစာဥစာပေဥမောလာတဲ့အချိန်မှာအများကြီးအောင်မြင်ပါစေတကယ်စိတ်ရှိလက်ရှိနဲ့ဇွဲနှပဲကြီးစွာစူးစမ်းခဲ့တဲ့အဲညီလေးဆရာရံမိုးအောင်လည်းအများကြီးအောင်မြင်ပါစေလို့ အမှတ်တရပြောချင်တာပါနော်ဟုတ်ကျွန်တော်တို့သုံးလောက်ကအမီဒီယာဝိုင်းတော်သားများကလည်းဇေယကန်းသိလူအခုလိုအချိန်ပေးပြီးတော့ပေါ့နော်ဟောအင်တာဗျူးဖြေပြီးတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်လို့ပြောကြချင်ပါတယ်ဟုတ်ကဲ့ကျွန်တော်ဘက်ကလည်းဒါအခုလူတကူတွေကပြန်မခံပြီးတော့အချိန်ပေးပြီးတော့လိုင်းလိုက်အင်တာဗျူးပေးတဲ့အတွက်အများကျေးဇူးတင်ပါတယ်သုံးလောက်ကမီဒီယာပိုင်းရောအဲဒီ channel ပိုင်းရောလောက်ကန်သမျှပေါ့လေအကုန်လုံးအောင်မြင်ပါစေ အမြဲတမ်းဖွံ့ဖြိုးတိုးတက်ပါစေလို့ဘုရားအနေနဲ့ဒါဆုတောင်းပေးပါတယ်